ားလုံးပဲမင်္ဂလာပါအာစီတုတဆုံးယတဆုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမမိုးမိုးစုစေးတက်ကလူရဲ့မင်းကိုပို့ချစ်လို့ပါ therapy ဝတ္ထုကိုအပိုင်း၅အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်မင်းကိုပို့ချစ်လို့ပါ therapy အပိုင်း၅အခန်း၅ လှပသောညနေခင်းတစ်ခုမှာဒေဇလွာဇွန်အလာကို ရွှေပြည်အလန်းမှာရှိသည့်တမပင်အောက်မှာစောင့်နေမိသည်ဇွန်ပုံတူ ပကြီကားလေးကိုကင်ထားရင် တမပင်တပင်မှာမိပြီးမျက်လုံးမှိတ်ထားမိသည်ဇွန်ကိုပြောစရာရှိတယ်ဆိုပြီးချိန်ထားတာကြောင့်ဇွန်လာမှာပါဟု သူတတိချယုံကြည်ထား၏ခဏကြာတော့ခြေဖွားဖွားလျှောက်လာတန်ကို ကြားလိုက်သည်ပဝင်းကျင်သည် တိတ်ဆိတ်လွန်းနေသည်ဟေ့တေဇငါရောက်ပြီ အပူပင်မရှိသည့်ပုံမျိုးပေါ့ပေါ့ပါပါစတိုင်မျိုးဖြင့်မျက်နာရှင်ပြစွာရောက်လာသောစွန့်ကိုကြည့်ပြီးသူပြုံးလိုက်မိသည်စောင့်နေတာသူတိုးတိုးလေးပြောလိုက်တော့သူမကပြောစရာရှိတယ်ဆိုဘာများလဲမျက်နာပေါ်တွင်မိတ်ကပ်ပါပါတင်ထားသည်မျက်ခွန်းတို့မှာစိတ်မြမြရှိုံသာပါအိုးနှစ်ဖက်သည်ပန်းနူရောင်ဖွားဖွားလေးနှာခမ်းဆိုးဆေးကိုခက်ရေးရေးတင်ထားလေသည် နကိုရှိပြီးသားမျက်ခုံးတီကပကတိအတိုင်းထင်ရှားနေသည်နာနန်ထက်မှမှဲ့စိမ့်စိမ့်လေးသည်ဒီနေ့ကျမှပိုပြီးလှနေသည်ဟုထင်သည်ချီတပီနှင့်အင်ဂျီမှာအစိမ့်နုနုလေးဝှထားသဖြင့်သူမ၏အသားရည်နှင့်လိုက်ဖက်နေသည်သူမကို အခုလိုမျိုးချီတယ်ဝမ်းဆက်လေးဝှထားသောကြောင့်သူနဲ့နဲ့တော့အံ့ဩ၍နေသည်ဟဲ့ဘာကြည့်နေတာလဲဇွန်မြမဝတ်စုံလေးနဲ့ဆိုပြီးသူမကိုစောင်းခဲ့ကြည့်လိုက်တော့ ူမဟက်ကနဲ့တစ်ချက်ရဲလိုက်ပြီးအဲ့ဒါဘာဖြစ်လဲထူးဆန်းနေလို့လားဆိုတော့သူမနာကိုကိုအနှဲငယ်ကတ်လိုက်ကညဝန်းများကိုတေချာကြည့်ရင်ဒီနေ့အရန်ချစ်စရာကောင်းနေတယ်ခုတိုးတိုးလေးပြောလိုက်တော့သူမမျက်နှာမှာရှင်းငနေဖြစ်လို့သွားသည်သူမဘာမှမပြောဘဲတိတ်ဆိတ်နေမိသည်တစ်ချက်တစ်ချက်ကြားနေရတော့အိတ်တန်းဝင်တော့မီငှက်တန်မအပတခြားဘာတန်မမကြားရပြီး မိုးနှောင်းလီပီတို့သည်လည်းရှေ့နောက်ဝဲရာမှာဝဲ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 တိုက်ခတ်နေလျက်ရှိသည်ညမကြမီစောင်းဝင်တော့မီကိုခန်းစားသိရှိနေသည်အတန်ကြာတော့တိတ်ဆိတ်နေရာမှာသူမစကားစတင်ပြောလိုက်သည်မန္တလေးတောင်ကြောက်တော်ကြီးဖျားပွဲမကြခင်ရောက်တော့မှာအဲ့ဒီကိုသွားလေဘူးလားတေဇကသူမစကားလမ်းကြောင်းရွဲလိုက်မှန်းသိလိုက်သည်ဖြင့်ကိုကိုအတန်ငယ်ခွာလိုက်ကသွားဘူးတာပေါ့ မဟာတัจကြမာရစိန်ဘွဲ့ခံကြောက်တော်ကြီးဖရာဟာကပ္ပအကြီးဆုံးကြောက်စင်းတုတော်ကြီးဖြစ်တယ်လေဆက်ပြောပါဦးပကြီကားချက်လေးကိုကင်ထားတော့တေဇာဤလက်တွေကချွေးပြန်နေလေသည်တေဇာဟာသူမကိုချစ်ခွင့်ပန်ဖို့ရောက်လာခြင်းဖြစ်သည်သို့တော်သူမက စကားလမ်းကြောင်းလွဲနေတာကြောင့်သူတက်ပြင်းတစ်ချက်ချလိုက်မိသည်ပြောမိကြံထားသော စကလုံးတွေကရင်ဝတွင်ထစ်သွားသည် မောင်လာမီဆိုတာကြောင့်သူစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီအဲ့ဒီကြောက်စင်းတူတော်ကြီးကိုမင်းတို့မင်းကြီးကိုယ်တိုင်မျက်နာတော်ဖွင့်ပြီး1865ခုနှစ်မှာစတင်အနေကစားတင်ခဲ့တာတဲ့မင်းတို့မင်းကြီးကိုယ်တိုင်သူမတန်ရောင်လိုက်နေသည်သူမျက်နာအနှဲငယ်မရှင်ပြတော့သည်ကိုသူမတတိထားမိပုံမပေါ်အင်းအဲ့ဒီကြောက်တော်ကြီးဖရာဟာအကွဲအအအနာအစား လုံးဝမပါတဲ့စကြင်ကြောက်တုံးတဲကိုထွင်းထုထားတာဖြစ်ပြီးညံတော်အမြင့်29ပေနီးပါးရှိတဲ့ကြောက်စင်းထုတော်ကြီးဖြစ်တယ်။သူမဟာတီတီငင်ငင်လေးနားထောင်နေကအဲ့ဒီစကြင်ကြောက်တုံးတဲဟာစကြင်တောင်ကနေရတာဆို။ဟုတ်တယ်။ဒီလိုတံမိုးကြီးရဲ့ကြောက်တုံးကြီးကိုစကြင်တောင်ထိပ်ကနေတောင်အောက်ရောက်အောင်တောင်အောက်ကနေအင်းတွေချောင်းတွေမြစ်တွေရောက်အောင်အဲ့ဒီမှတဆင့် မန္တလေးတောင်ချေထိရောက်အောင်တည်ယူပို့ဆောင်ခဲ့ကြတယ်။အေယာဝတီမြစ်ထဲကနေမန္တလေးတောင်ချေအရောက်ကိုလူအင်အားတပေါင်းမထောင်သုံးခဲ့ရပါတယ်။ခိမီစက္ကရိယာတွေမပေါ်ပေါက်သေးခင်မှာမြမနီမြမဟန်နဲ့တည်ယူနိုင်ခဲ့ကြတယ်တဲ့။အဲ့ဒီကလေးကမြမတွေကအယံတော်ကြတယ်။ဟုတ်တယ်နော်။โซบีซงก็ก้าวหนีไปทอกขันไล่ดิดาเนซอนอืมป่ะแหละ သူပြောမိဟုအဆုံးဖြတ်လိုက်၏။စွန်းဟဲ့တော်တေဇဘာပြောမှလဲ။တေဇရင်ခုန်တန်တွေမြန်နေတာကြောင့်တည်ငြိမ်သည့်အနေထားရောက်အောင်မနေစူးစားလိုက်ကာ။ဟိုဟိုလီသူအသက်ပြင်းပြင်းရှူထုတ်လိုက်၏။ပတ်ဝန်းကျင်ကတစတစမောင်ကြီးပြိုးလာသည်။ကျင်းငတ်တို့ဤအိတ်တန်းပြန်သည့်အော်တန်တို့သည်တစတစနှင့်ကျဲလာသလိုပစင်းရင်ကွဲတန်တို့သည်လည်း အပီအပြင်းကြားနေရသည်တေစာမှောင်ရီပြိုးသွားတာကြောင့်ပင်သက်ကိုမစိုးစလောက်ရှိုက်လိုက်ပြီးပဝင်းကျင်ကိုကြီးလိုက်ကမှောင်ရီပြိုးလာပြီပဲဟုတ်ပါစကားပြောနေတာနဲ့မှောင်သွားတာမှောင်သွားတာကြောင့်တေစာသူပြောမိစကားတွေကိုမပြောသေးဖို့ဆုံးဖြတ်လိုက်ပြီးတီတီငိမ့်ငိမ့်ပြန်ဖြစ်သွားကလက်ထဲကင်လာသည်စက်ကူနှင့်ထုတ်ထားသောပကြီကတစ်ချက်ကိုလှမ်းပေးကဒါစွန့်အတွက် ဲ့ဒါပါလေပကြီကားလေဇွန်ပကြီကားကိုလှမ်းယူလိုက်ပြီးစက်ကူအိတ်ထဲမှာထုတ်ယူကြည့်လိုက်သည်တစ်ဖက်မှာလမ်းမီးတိုင်အလင်းရောင်ကြောင့်တော်၎င်းနေရောင်ဤအလင်းနဲ့နဲ့ကြံသေးတာကတကြောင်သူမပကြီကားလေးကိုကောင်းကောင်းမြင်ရပေသည်မောင်ပြပြအချိန်မှာပကြီပုံကပို့ပြီးအသက်ဝင်လို့နေ၏သူတို့နှစ်ဦးတိတ်ဆိတ်စွာရက်နေကြသည်ဟုလမ်းသွားလမ်းလာတွေကထင်နေကြလိမ့်မည် ။ဇွန်ကပကြီးပုံကိုကြည့်ပြီးအံ့ဩမင်သက်နေသည့်အချိန်မှာတေဇကဇွန်သဘောကျရဲ့လား။ဒါဒီရွှေပြည်အလန်းကတမပင်တွေကြားမှာပဲ။သူမအတန်းတဝင်သွားသည်ကိုသူတတိထားလိုက်မိသည်။ဇွန်မကြိုက်လို့လား။သူစိုးရင်တကြီးလှမ်းမေးလိုက်တော့သူမကောင်းရမ်းပြီးအရန်သဘောကျတဲ့တေဇဇွန်စကားကြောင့်တေဇဝမ်းသာသွားသည် မိုးလဲချုပ်နေပြီမကြခင်မှောင်သွားလိမ့်မယ်ကိုသွားတော့မယ်စွန်းငါလို့မပြောဘဲကိုဟူသောနန်းစားသုံးလိုက်တော့ကြောင်းဇွန့်ရင်တဲနှွေးထွေးသွားသလိုခံစားလိုက်ရသည်မကြခင်သူသူမထံမှထွက်ခွာသွားတော့သည် ထို့အခါတွင် သူမရင်တဲနည်းနည်းတော့လိဟာသွားသလိုခံစားလိုက်ရ၏ပြောเสียစကားဆိုတာကရောသူမတူတူလေးရေရွတ်ကအဆောင်သို့ဖြည်းဖြည်းချင်း ပြန်လာခဲ့သည် ။သူမကိုသူမပြောင်းလဲနေသည်ကိုလည်းသူမတတိထားလိုက်မိသည်။ငါဒီနေ့မိကပ်ပါပါနဲ့နှကန်းညီဆိုးသွားမိတယ်။ပြီးတော့မြမဝစ်စုံကိုလည်းဝစ်မိတယ်။သူမအဆောင်ဝင်းထဲကငှို့ဝါပင်အောက်မှာရက်လိုက်သည်။ငါဘာကြောင့်ပြောင်းလဲနေရတာလဲ။သူပြောမယ့်စကားကိုသိချင်းပြီးငါဒီလိုတွေပြင်ဆင်သွားတယ်။ပြီးတော့သူကဘာမှလည်းမပြောဘူး။ပကြီးပုံပေးပြီးပြန်သွားတယ်။ သူမစိတ်ထဲကပြောနေမိပြီးနှင်းသက်နေမိသည်အဆောင်တစ်ခုလုံးမိတွေဖြင့်လင်းနေသည်ကောင်းကင်ကိုမောကြည့်လိုက်တော့လာမရှိတယ်တွေဖြင့်ကောင်းကင်ကလှလို့နေသည်ဟေ့ဇွန်မလုပ်နေတာလဲဆိုတဲ့အတန်းကြောင့်သူမငှို့ဝပင်အောက်ကနေအဆောင်အောက်သို့လှမ်းကြည့်လိုက်တော့မာယာဖြစ်နေသည် အဆောင်အခန်းချင်းကပ်ရဲ့မာယာကသူမစီလှမ်းလာနေပြီဘာတွေငေးနေတာလဲဒီနေ့လှလို့ပါလား ဩဒီလိုပဲတွေးနေတာသမီးစားပြီးပြီလားမာယာမစားရသေးဘူးခောက်ဆွဲပြုတ်စားမလို့နေရောအေးအေးငါလဲခောက်ဆွဲပဲပြုတ်စားလိုက်တော့မယ်လာလေအတူတူသွားစားရအောင်ခုဆိုကအဆောင်ထဲဝင်သွားကြတော့သည်ဘာ propose လုပ်ဖို့သွားပြီးမလုပ်ခဲ့ရဘူးဟုတ်လားယူများသွားပြီလားတိစငါကောင်ရာ ဆိုပြီးမန်ထန်စပွဲကုံကိုလက်ပြပုတ်ကားပြောလိုက်သည်ရူဘီလက်ဖက်ရည်ဆိုင်ထဲတွင်ចောင်းသားចောင်းသူများဖြင့်ပြည့်နှက်နေလေ၏စပွဲတိုးလေးကလက်ဖက်ရည်လာချသွားတော်လဲဒေဇာလက်ဖက်ရည်ခွက်ကိုတတို့မှမတို့ပဲအပြင်သို့သာငေးကြည့်နေလေသည်မှောင်လာလို့ငါဖွင့်မပြောလိုက်တော့တာမှောင်လာလို့ဟာဘာဆိုင်လို့လဲမဆိုင်တာကွာဆိုပြီးမန်ထက်စုတ်တက်လိုက်တော့သူကမောင်ကြီးပြောတဲ့အချိန်မှာဖွင့်ပြောလိုက်ရင် အခွင့်ကောင်းယူရဲဖြစ်သွားမှာစိုးလို့ဒီတသက်မင်းလိုကောင်ကရီးစားရဖို့တော့ဝေးပြီခုပြောကမန်ထက်လက်ဖက်ရည်ကိုမောတောက်လိုက်၏တေဇကဘာမှမပြောဘဲငြိမ်သက်လို့နေသည်မန်ထက်တေဇဤလက်ဖက်ရည်ခွက်ကိုကြည့်ပြီးတေဇလက်ဖက်ရည်တွေအေးကုန်မဲမင်းမာထားပြီးမတောက်ဘူးလားမင်းတောက်ရင်တောက်လိုက်ငါဘာမှတောက်ခြင်းစားခြင်းစိတ်မရှိဘူးခုပြောကရှိသေး မန်ထက်ကတေဆလက်ဖြစ်ရခွက်ကိုယူကမောတောက်လိုက်တော့သည်ထိုအချိန်တွင်ရုတ်တရက်ဟေးမန်ထက်ဆိုတဲ့အတန်ကြောင့်မန်ထက်နောက်လဲကြည့်လိုက်သည်အဲမာယာစောရုံးကစိတ်တူနေသောမန်ထက်မာယာကိုမြင်လာကြောင်းချက်ချင်းအခြေအနေပြောင်းသွားကမျက်နှာရှင်ပြလာသည်ဘာရီပြောနေကြတာလဲမာယာကမန်ထက်ဘေးတွင်ဝင်ထိုင်ပြီး ေစငိုင်းတိုင်တိုင်းဖြစ်နေသောပုံစံကိုကြည်ကားမေးလိုက်ခြင်းဖြစ်သည်။ဒါနဲ့မာယာမန်ကီတီចောင်းဆောင်มาနေရဆိုတော့ဇွန်နဲ့ခင်လာဆိုပြီးမန်ထက်မေးလိုက်၏ဇွန်လာအင်းအခန်းချင်းကက်ရက်လေဘာလို့လဲမာယာစကားကိုကြားတာကြောင့်တေစာမူတူတူဖြစ်နေရမှာခေါင်းထောင်လာပြီဒါဆိုဇွန်နဲ့ခင်နေပေါ့ခုဆိုကမေးလိုက်သည်ခင်နေလေ ဇွန်အောင်အခုတလောမိမဆန်လာတဲ့ဒါနဲ့ဘာလို့စွန့်ကိုမေးရတာလဲမာယာအံ့ဩဟန်ဖြင့်မန်ထက်ကိုမေးလိုက်တော့မန်ထက်ကဘာမှပြတ်မပြေပဲတေဇကိုလှမ်းကြည့်ပြီးမင်းငော့ပြလိုက်သည်တေဇကမာယာဘက်လှည့်လိုက်ပြီးသူ့ပုံစံလေးကထူးဆန်းလို့ပါပုတ်ပွင့်လင်းလင်း프리စတိုင်လေးမို့ဒီအတိုင်းမေးကြည့်တာပါဩမနေ့ကတောင်ဇွန်နဲ့ခောက်ဆွဲပြုတ်အတူတူစားပစ်သေးတယ် ဇွန်ကစိတ်ထားပြူစင်နေဇွန်ကသူ့တငယ်ချင်းဘသူဆိုလာပဲသူနဲ့တော့တအားတွဲတယ်ဆဆချင်းတော့ကသူတို့ကိုအချစ်တော်တွေထင်နေတာတကယ်တော့ဇွန်ကအဲ့ဒီလိုတော့မဟုတ်တော့ဘူးသူတို့နှစ်ယောက်ကညီအမတွေလိုခင်ကြတာထင်တယ်ဆိုပြီးပြောလိုက်တော့တေဇကညီငယ်လေးနားထောင်နေလေသည်မန်ထက်ကစပွဲထိုးကောင်လေးအားခေါ်ပြီးမာယအတွက်မုံမာပေးနေ၏ မန်ထန်မုံမာအပီးတွင်စကားဖြတ်ပြောလိုက်သည်စာမေးပွဲနီးပြီနော်မာယာအေးဟုတ်တယ်ဒီနေ့ချိန်ပါစင်းမှာအတူသွားကြမလားအတူတူသွားရမည်ဆိုသောစကားကြောင့်မန်ထက်ပြောသွားပြီတကယ်မာယာနဲ့အတူသွားရမှာလားမာယာကပြုံးပြီးကောင်းကြီးပြလိုက်တော့โอเคလေသူတို့နှစ်ဦးကကြည်နူးနေပေမဲ့တိစလွားကတော့အပြင်ဘက်သို့သာ ငင်းငင်းငိုင်ငိုင်ဖြင့်ဆွေးဆွေးမြေ့မြေ့ကြည်နေတော့သည်ဇွန်နှင့်တရပီအတန်းတက်ဖို့ចောင်းဆောင်ပေါ်တက်ပြီးလေကားမှဖြည်းဖြည်းချင်းတက်လာလေသည်လေကားထိတ်သို့အရောက်မှ ဝေယံတယောက်တရပီကိုစောင့်နေလေ၏တရပီ စကားခဏပြောချင်လို့ပါဆိုပြီးဝေယံကလေကားထိတ်ကနေစီကနေပြောလိုက်သည်သူစန်းဒီကဇွန်တယောက်ဘာမှမပြောဘဲညင်သက်နေခြင်းပင်ယခင်ကဆိုရင်ဇွန်က သရပီဘေးကိုမိတိယောက်ျားမှအကက်မခံပေဘာပြောမလို့လဲသရပီကို message တွေပို့ထားတာတစောင်းမှတောင်ပြန်မပို့လို့သရပီကမျက်နှာထားခတ်တင်တင်နဲ့လှုပ်ကမင်းကို message ပြန်ပို့ဖို့ငါမှအချိန်မရှိဘူးဘလို့ပြောလိုက်တာလဲသရပီရက်ဆက်လိုက်တာကွာသရပီကစွန့်ကိုတတောင်းနဲ့တို့ရင်စွန့်ပြောအောင်လေကွာဘာလို့ငြင်းနေရတာလဲ ထိုချိန်ကျမှဇွန်လဲလှုပ်လှုပ်ရှားရှားဖြစ်သွားကငါဘာပြောရမှာလဲသရပီခုဆိုကတူတူလေးမေးလိုက်တော့ဝေယံကသူတို့နှစ်ယောက်ကိုကြည့်ပြီးသရပီရဲ့ဇွန်ကတော့ဘာမှမပြောတာကျွန်တော်ရဲ့ message လေးတွေကြီးစုပြုပြီး reply ပြန်လုပ်ပေးပါဆိုတော့မှဇွန်ကဝင်ပြီးဟဲ့ဝေယံသရပီကညို့ကိုစိတ်ဝင်စားဘူးထင်နေကဲငါတို့သွားမယ်အေးဟုတ်တယ် သွားဆိုစွန်ဆိုပြီးသရပီလဲဆုံးလက်ကိုတွဲပြီးအတန်းထဲဝင်သွားလေတော့သည်ဝေယံမျက်နာမကောင်းဖြစ်သွားကကြံရစ်ခဲ့တော့ဤခဏကြာတော့ဝေယံလဲစိတ်တွေထုံထိုင်းကအတန်းထဲဝင်လာခဲ့တော့ဤမြတ်မအဆောင်ရှိရှိတမပင်အောက်တွင်ရှိသောပလက်ဖောင်းတွင်တေဆလွားတယောက်ထိုင်ရင်ဇွန့်ကိုစောင့်နေပြန်သည်ဒီတခါတော့ဇွန့်ကိုချစ်ခွေပန်ဖြစ်အောင်ပန်ရမည်ဟုတွေးကား မနက်အစောကြီးပြောစရာစကားရှိတယ်ဆိုပြီးချိန်လိုက်ချင်းပင်ဖြစ်သည် မနက်အစောကြီးဖြစ်တာကြောင့်ပတ်ဝန်းကျင်တွင် လူသွားလူလာနေနေသည်မြစ်သိန်းရနက်နှင့်တမရနန်းတို့ကယောဂမနက်ခင်းနေရောင်နှင့်အတူ လေပြည်တွေကြားမှလူလွတ်နေတော့သည်တကြည်ကြည်နှင့်အော်နေကြသောငှက်ကလေးတွေဤမနက်ခင်းတွန်ကျူးတန်တို့သည်ကာယတော်လဲတိစစိတ်ထဲလှုပ်ရှားနေ၏မကြခင်ဇွန်ရောက်လာလေသည် ဇွန်မျက်နာတွင်ဘာမှချေတမထားပဲအိယာထပြီးမျက်နာတစ်ကအမြန်ရောက်လာပုံရ၏ခြေထဲလုံးကြီးလေးနှင့်ခပ်ပွားပွားတီရှပ်အဖြူလေးကို ဝစ်စင်ထားပေသည်ပလက်ဖောင်းတွင်ထိုင်းနေသောသူ့ဘေးတွင်ဇွန်ဝင်ထိုင်လိုက်ပြီး စကားဆတင်ပြောလိုက်သည်စာမေးပွဲပြီးရင်တော့နန်းတွင်တဲသွားချန်လိုက်တာလိုက်ခဲ့မလားတီစလွားဇွန်ဘေးတွင် ထိုင်နေရတာကြောင့်စိတ်လှုပ်ရှားနေက အင်းရတာပေါ့မန္တလေးကစိတ်ဝင်စားစရာကောင်းတဲ့နေရာကြီးညားတယ်နော်သူမစကားကြောင်းသူဒီနေ့လဲချစ်ကွင်ပန်မရပါမလားဆိုပြီးစိုးရိမ်သွားတော့သည်သူမျက်ခုံးတစ်ချက်တွန့်ကအင်းဟုတ်တယ်မင်းတို့မင်းလက်ထက်မှာဘုဒ္ဓဘာသာကိုကိုင်းဆိုင်သူဖြစ်တဲ့အလျောက်ပညာရှိဘေးဒင်ပညာရှင်များနဲ့တိုင်ပင်ပြီးလက်ရှိအေယဝတီမြစ်ကမ်းအနီးမှာတည်ရှိတဲ့အမရပူရမြို့တော်ကနေ မန္တလေးတောင်ချီအနီးမှာမြို့တော်အစ်စ်တိဆောက်ပြီးပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့တယ်။ဆိုပြီးပြောနေတော့ဇွန်ကခေါင်းလေးဆောင်းပြီးနားထောင်ကဘာလို့ပြောင်းရွှေ့ခဲ့တာလဲ။ချစ်ခွင့်မပန်သေးခင်တော့သူမမေးသည်များအရင်ဖြေရပေအောင်တော်မီဟုတွေးကသူပြုံးလိုက်မိသည်။ဒီလိုဗုဒ္ဓမြတ်စွာဘုရားက ED 1859ခုနှစ်ကမန္တလေးတောင်ကိုရောက်ရှိတော်မူလာပြီးတောင်ဤတောင်ဘက်မှာ ခန်းနားထဲဝါတဲ့မြို့ကြီးတစ်မြို့ပေါ်ပေါက်ကဗုဒ္ဓဘာသာရဲ့အရေးပါအရာရောက်တဲ့နေရာတနေရာဖြစ်လာလိမ့်မယ်လို့ဂျာရိတ်တော်ပြီးခဲ့တာကိုယုံကြည်ကြတာကြောင့်လေ။ဩဒါနဲ့တီဘောမင်းနဲ့စုဖျားလက်တို့ကရွှေနန်းတော်ပြင်ပကို မထွက်ကြဘူးလို့ကြားဘူးတယ်။ဟုတ်တယ်။သူတို့ကအမြင့်86ပေရှိတဲ့နမ်းမြေမျောစင်ကနေတက်ရောက်ပြီးပတ်ဝန်းကျင်ကို လိလာကြည့်ရှုကြတယ်လို့ဆိုတယ်။ဇွန်ကသူ့မျက်ဝန်းတွေကိုစောင်းငယ်ကြည့်လိုက်ပြီးတေဆာကတော်တော်များများတိတာပဲနော်။ဒါကတော့စာရေးဆရာမစူလာရှက်ရေးတဲ့ The King in Excel ဆိုတဲ့ဆရာဦးဝင်းငိမ်းဘာသာပြန်ထားတဲ့စာအုပ်ကိုဖတ်ထားလို့ပါ။ဟုတ်လား။ငားပါအောင်။ငားမယ်လေ။အဲ့ဒီစာအုပ်ထဲမှာအကုန်ပါတယ်။မြို့တော်တိဆောက်ရမှာတဲ့။တောင်လေးတောင်မှာလူတချို့ကို အရှင်လက်လက်မြင်မြုပ်ပြီးစတေးခဲ့တယ်လို့ကောလာဟာလာတချို့ကလည်းဆိုတယ်တဲ့ဘာလို့လဲဆိုတော့အဲ့ဒီလိုစတေးချင်းဖြစ်ပေါ့နော်ပွဲလွန်သွားသူတို့ကနေနှက်ဖြစ်သွားပြီးမြို့တော်ကိုမတမာတဲ့စိတ်နဲ့ကျူးကျော်ဝင်ရောက်မဲ့သူတို့ကနေကာကွယ်ဆောက်ရှောက်တယ်လို့ယုံကြည်ကြတယ်တဲ့ဩခုဆိုကဇွန်ကအနားထောင်နေလေသည်တေဇာကပြောရင်းဖြင့်အရှင်ရလာတော့ကြောင်းဆက်ပြောလေသည်ပြီးတော့ မြို့တော်ရဲ့ပတ်လည်မှာလုံခြုံမှုအတွမ်းဆိုပြီးနမ်းမြို့ရိုးတွေလေးဖက်လေးတန်းတိဆောက်ပြီးကျုံးပတ်လည်ဝင်းရံစီခဲ့တယ်။မြင့်နေစာတစ်ဖက်လျင် တမန်ခွဲရှည်လျားတယ်။မြို့တွင်းကိုဝင်နိုင်ရန်တကားဆနှစ်ပေါက်ရှိပြီးတော့တစ်များဖြင့်တိဆောက်ထားတဲ့ပြက်သက်များကတစ်ဖက်လျင်ဆနှစ်ခုရှိတာကြောင့်မြို့ပတ်လည်မှာပြက်သက်48ခုရှိပြီးကင်းဆောင်သူများကအလဲကျအဲ့ဒီပြက်သက်တွေမှာ ညို့တော်ရဲ့လုံခြုံရေးကိုစောင့်ကြကြရတယ်။ညို့တော်ရဲ့အတိတ်ကဝင်ပေါက်ကဘယ်ဘက်မှာရှိခဲ့တာလဲ။ဥဆိုကစုံကဖြတ်မေးလိုက်သည်။အရှိတ်အတွင်ရှိတဲ့ဝင်ပေါက်ကအတိတ်ကဝင်ပေါက်ပဲ။ညို့တော်ရဲ့အနောက်ဘက်တွင်ရှိတဲ့တောင်တကားကတော့အမင်္ဂလာကိစ္စများအတွက်အသုံးပြုတဲ့ဝင်ပေါက်ဖြစ်တယ်။အတုပများထောက်ရတကားပေါက်လည်းဖြစ်တယ်။ပြီးတော့ရွှေမြို့တော်နဲ့ရွှေနန်းတော်ကြီးကိုအမြင့်ဆက်နှစ်ပေရှိတဲ့ ကျွန်းတစ်လုံးများဖြင့်ကာယံပိုင်းခြားထားတယ်။တစ်လုံးများကိုလွန်လင်းအကျယ်ပေ60ရှိတဲ့မြက်ခင်းပြင်က ရွှေနန်းတော်ဤနယံအထိရှိတယ်တဲ့။ရွှေနန်းတော်တို့ဝင်းရံဝင်ပေါက်လေးပေါက်ရှိခဲ့တယ်။အရှိတ်ဘက်တကားကအနီရောင်တုတ်ထားပြီးဘရင်မင်းမြတ်တပားသာလင်းဝင်ခွင့်ရှိသော ဝင်ပေါက်ဖြစ်တယ်လို့ဆိုတယ်။အော်တိစားကသမိုင်းတွေကိုလည်းဝါသနာပါတယ်နော်။တော်တယ်။ ။သူမကမှတ်ချက်ချလိုက်တော့တေဇပြုံးလိုက်ပြီ။မတော်ပါဘူး။စာရီဖတ်ထားလို့ပါ။ဆိုတော့သူမဘာမှဆက်မပြောဘဲကောင်းငိမ့်လိုက်သည်။သူလည်းဘာမှမပြောဘဲငြိမ်သက်နေမိသည်။သူစိတ်ဝင်စားသည့်တမိုင်းတွေပြောနေရတာကြောင့်နည်းနည်းတော့စိတ်ကတည်ငြိမ်သွားတော့သည်။မနဲ့စောစောတိုက်ခတ်လာသောလေပြင်းညင်းတို့ကသူတို့နှစ်ဦးအားကြီးစဲနေလေ၏။တေဇာစိတ်ကို အတိငိမ့်ဆုံးထားလိုက်ကကို မင်းကိုပြောစရာရှိတယ်ဇွန်ဇွန်ကမျက်လွှာတစ်ချက်လှန်၍ကြည်သည်တေစာရင်ခုန်တန်တွေလင်းမြန်လာပြီးချက်ချင်းပဲကိုမင်းကိုချစ်တယ်ဇွန်ဆိုကပြောချလိုက်၏ဇွန်ရင်ထဲရှင်းကနေဖြစ်လို့သွားကညဝန်းချင်းစုံရမှဖယ်ရှားလိုက်သည်စတွေ့ကလေးကကိုမင်းကိုသဘောကျခဲ့တာပါဇွန်ဇွန်ဘာမှပြန်မပြောဘဲခေါင်းငုံထားသည်ဟို့ ပကြီးကားကြက်ရဲလားစွန်စွန်ကောင်းပြန်မော့လာ၏သူမနှုတ်ခမ်းတွင်ပြုံးရိပ်ပြုံးချီလက်ခနဲ့ထင်သွားသည်ကိုသူတတိထားလိုက်မိသည်ကြိုက်ပါတယ်ဟိုကိုကိုစဉ်းစားမယ်မဟုတ်လားစွန်ဆိုပြီးသူမ၏အရေးအခြေကိုအကဲခတ်ကမေးလိုက်ခြင်းဖြစ်သည်သူမကလှုပ်လှုပ်ရှားရှားဖြစ်လာကချက်ချင်းပဲငါပြန်တော့မယ်မနှက်စာမစားရသေးဘူးဆိုတော့သူပြာရခတ်သွားပြီး စိတ်ဆိုးသွားတာလားဇွန်သူအစိုးရင်လွန်ပြီးမေးလိုက်ခြင်းဖြစ်သည်ထိုင်ရာမှထလိုက်သောဇွန်မျက်နာကိုတေချာမော့ကြည့်လိုက်တော့ညီရဲနေသည်ကိုတတိထားလိုက်မိသည်ဇွန်ရှက်ပြီးမျက်နာတွင်ညီရဲနေခြင်းဖြစ်သည်ဇွန်ကဘာမှပြန်မပြောဘဲတမပင်အောက်ကခတ်သွက်သွက်ထသွားတော့သည်ဇွန်နေပါဦးဇွန်လှဲ့မကြည့်ပေတန်တမတ်မတ်ပြေးသွားတော့သည်တေဆလွားစိတ်တွေးလှုပ်ရှားနေ၏ တစ်ပင်ထက်မှာငှက်ကလေးတွေရဲ့အော်တန်ကတေဆကို ပိုပြီးစိတ်လှုပ်ရှားစေသည်။ရွှေမန်းလန်းတဲ့ရှောင်းတေဆငေးကြည့်ရင်ကြံခဲ့ကဇွန်စိတ်ဆိုးသွားမှကိုလည်းစိုးရိမ်နေပြန်သည်။ဇွန်မျက်နှာနီးရဲကအဆောင်သို့ပြန်ရောက်လာခဲ့သည်။ဂရင်ပေါ်သို့အသာလဲလိုက်ရင်တက်ပြင်းချနေမိကစိတ်ထဲကလည်းတေဆလွားအားမြင်ရောင်နေမိ၏။ဘီယိုမှမှန်ကိုကြည့်ကကိုကိုကိုမင်းကလေးပုံပေါက်နေပြီဟုထင်ကခေါင်းရမ်းလိုက်သည်။ ငါမင်းကလေးလိုနေကြည့်ရင်ဘလို့နေမလဲမသိဘူးဟုဆိုကစဉ်းစားရင်ဘီယိုတကားဖွင့်ကအင်ဂျီရွေးနေတော့သည်ဘာဝိရမမ်းမသိဖြစ်နေတဲ့ပြင်အင်ဂျီရွေးရင်တေဆပြောသည့်စကားကိုနားထဲကြားယောင်နေပြန်သည်ကိုမင်းကိုချစ်တယ်စွန်ထိုစကားကိုထက်ခါထက်ခါကြားယောင်နေပြီးနားနှစ်ဖက်စလုံးအားလက်နှစ်ပိတ်ထားလိုက်တော့သည်ငါဘာလို့သူပြောတဲ့စကားတွေကိုကြားယောင်နေရတာလဲ ူမမြမဝစ်စုံလေးတစုံကိုရွေးလိုက်ပြီးဝစ်ဆင်လိုက်၏။မှန်ကြည့်လိုက်တော့တေဇလွားဤပုံရိပ်တွေကိုမြင်ရောင်မိသွားသည်။သူမမျက်လုံးကိုစုံမိတ်လိုက်ပြီးအသက်ပြင်းပြင်းရှူထုတ်လိုက်သည်။တကယ်တော့တေဇနဲ့ကနှလုံးသားချင်းနီးတဲ့လူတစ်ယောက်ပဲ။ဟုဆိုကစိတ်ထဲကအေးရွတ်လိုက်မိ၏။သူမနှုတ်ခမ်းပေါ်တွင်နှုတ်ခမ်းနီပပားလေးဆိုးလိုက်တော့သည်။သူမမိကအမှုန်ပုတ်ပြီးစပင်ကိုစီလူးလိုက်တော့ ဇပင်တွေတောင်ရှေးလာပြီဟုထင်သည်ဒေဆာကသူမအားချစ်ခွင့်ပန်းနာကိုသရပိအားပြောတဲ့မပြောတဲ့စဉ်းစားနေ၏သူမသရပိအားပြောလိုက်လျင်သရပိဝမ်းနေသွားမီလားဟုစိုးရိမ်မိသွားသည်သရပိနှင့်သူမကအယံကိုချစ်ကြသည့်တငယ်ချင်းတွေဇွန်သူမချစ်သည့်သူနှင့်ချစ်သူဖြစ်ပြီးမှပဲပြောတော်မီဟုဆုံးဖြတ်လိုက်သည်ဇွန်ဒီနေ့ပေါ်ပါတွက်လက်စွာပြီးလင်းချေတထားပြီး ်ထရပီလာအခေါ်ကိုစောင့်ဆိုင်နေတော့သည်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်းငါးကိုဒီမှာပဲရက်နာပြစီရှင် နောက်လာမယ်အပိုင်းချုပ်ကိုလည်းဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသူတရတဆောင်းပါးတွေကို တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်